ားလုံးပဲမင်္ဂလာပါခုတစ်ခါမှာတော့လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်ချက်လို့ရမယ်ငားမကြီးကြီးစိမ့်ဆက်ချက်လေးချက်ပြပြီးမှဖြစ်ပါတယ်ပါဝင်မဲ့ပစ္စည်းတွေကတော့ရွှင်ပြောင်းမနီတူမကြီးကြီးစိမ့်ကြောင့်အတင်စားထုတ်လေးတွေရဲ့ငချင်းပြူတုံးထားတာရဲ့ငွေသီးစိမ့်ရဲ့ပါဝင်ပါမယ်ဒေဦးထဲမှာငားရဲ့ငွေသီးစိမ့်ရဲ့မနီတူမကြီးကြီးစိမ့်ကြောင့်ထုတ်လေးတုံးထုတ်ရဲ့ကိုရောပြီးတော့နေပါမယ်စားရဲ့အချုံမိုးလေးနည်းနည်းလေးထည့်ပြီးတော့နေလိုက်ပါမယ် ရတာနှံ့အောင်နေပြီဆိုလို့ရှိရင်တော့မိဘပေါ်မှာဒေဝတင်ပြီးတော့ငားလေးကြီးကျက်သွားအောင်လုံးပေးလိုက်ပါမယ်ရေမထည့်သေးပါဘူးเนาะငားတုံးလေးတွေမကြေအောင်တော့တခြားလေးကြီးဆိုင်ပြီးတော့မှုပေးရမှာဖြစ်ပါတယ်ငားတွေအတော်တင်းကျက်လာပြီဆိုလို့ရှိရင်တော့ရေနွေးလေးထည့်ပြီးတော့ချက်ပါမယ် အဖုံးလေးအုပ်ပြီးတော့ချက်ပါမယ်အဖုံးလေးအုပ်ပြီးတော့15မိနစ်မိနစ်20လောက်ပေါ့ပွဲစုအောင်ချက်လိုက်တယ်ဆိုလို့ရှိရင်တော့ငါချက်ပါပြီချက်ကနီမှာပင်စိမ်းလေးအုပ်လိုက်မယ်ဆိုလို့ရှိရင်တော့လွယ်လွယ်ကူကူမြန်မြန်ဆန်းဆန်းချက်ပြုတ်လို့ရနိုင်တယ်ငါမကြည့်သေးသေးအဆက်ချက်လေးရပါပြီတကယ်ကိုထမင်းစားမင်စီတဲ့ဟင်းကောင်းတစ်ခွက်ဖြစ်ပါတယ်သဘောကျတယ်ဆိုလို့ရှိရင်လည်းမိတ်ဆွေတွေကိုမျှဝေပေးပါအောင်နော် ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်မင်္ဂလာရှိသောနေ့ရက်များပိုင်ဆိုင်နိုင်ပါစေခင်ဗျာ